ဆရာတော်တန်ခါတော်အရှင်သူမြတ်တွေငွေကြေးမကန်ရဆိုတာဟာရှေးစဉ်အဆက်ကဆရာတော်ကြီးတွေကိုယ်တိုင်ပြညတ်ခဲ့တာပဲဖြစ်ပါလိမ့်။ဒါကြောင့်ရှေးစဉ်ဆက်ဆရာတော်ဖျားကြီးတွေကိုယ်တိုင်ဟာနဝကာမအလုံငွေတွေကိုဘန်နာတော်ထိန်ဂောဘကအဖွဲတွေကပိယတွေကိုကိုးစားလက်ခံယူစေပါလေ။အဲ့ဒီနဝကာမအလုံငွေတော်ငွေတွေထဲကမှအကြောင်းအတွက်လိုအပ်တဲ့အကြောင်းဆောင်တွေရေတူးတာတွေ စေပေကန်နေလျက်စင်မီအစရှိသဖြင့်လိုအပ်တာတွေကိုထုတ်ယူသုံးဆွဲပါလေတခါတလေသံဃာတော်ရှင်သူမြတ်တွေဟာစုံကုန်းဝေယဝဆအတွက်လဲနဝကမ္မအလူတော်ဝင်တဲ့ကနေစီးရင်အိတ်ကိုက်ပြီးဖြည့်ရှင်းရပါလေဒါကြောင့်ဆရာတော်သံဃာတော်တွေအတွက်နဝကမ္မအလူတော်ဝင်ကို ကိုးစားလက်ခံပေးတယ်ကပိယတွေကောဘကဖွဲ့တွေဟာအလုံးအင်မတန်မှအရေးကြီးပါတယ်တန်ခါပစ္စည်းအစိတ်သေးဆိုတာရှိတယ်ဗျာ တချို့ကပိယနေဟာဆရာတော်တန်ခတော်တွေကယုံကြည်လို့နဝကံမအလှူတော်ငွေတွေကိုလက်ခံပေးထားပါလေနဲ့ကိုကျိုးလုံးကတုံးဆွဲတဲ့ဖြစ်စဉ်တွေလည်းအများကြီးရှိရပူပါလေအဲ့ဒီလိုဖြစ်စဉ်တွေနဲ့ကအခုတလောလူပြောများတဲ့ဖြစ်စဉ်တွေတခုကိုပြောပြချင်ပါလေကပိယပေးတဲ့ဒုက္ခနဲ့သင်ခန်းစာတဲ့ရေးသားသူကတော့အရှင်အိန္ဒာစာရဖြစ်ပါလေ 300ကျော်ယူပြီးတင်းရှောင်နေတဲ့ကပီယာများတဲ့အရှင်သူမြတ်ဟာတဲ့နောက်နှစ်တွေမှာကိုပိုင်းကျောင်းဆောင်မယ်ဆိုတဲ့စိတ်နဲ့2009ခုနှစ်ကတည်းကဆရာတော်ကြီးတွေနောက်ကအလူလိုက်လို့ရလာတဲ့နဝကမအလူတော်ငွေ9000ဆ1000ဆကအစတကယ်ကမတွေလှူလို့ရလာတဲ့နဝကမအလူငွေတော်ငွေတွေကိုလှူလာတာတဲ့စုလာတာတဲ့2019တော့တော်တော်များများစုမိတာပေါ့တဲ့ ဒါပေမဲ့ကိုကယဟန်ဖြစ်တော့ပတ်စံမြမြလက်ထဲမှာမထားသင့်မကန်သင့်တာကြောင့်စိတ်ချရတယ်လို့ထင်တဲ့ကပိယတကာတကမမိသားစုတွေစီမှာတဲ့ကပိယအနေနဲ့အထားခဲ့တယ်တဲ့စာအထားတော့ကအတုံးလို့လာရင်အလွဲတကူညွှန်ပြပြောလို့ရမယ်နောက်ပိုင်းမှာတော့ပြောရခက်လာတယ်တဲ့ဆရာတော်ရှင်သူမြတ်အဲ့တဲ့နဝကံမအလှတော်ငွေကို ကပိယမိသားစုဟာသူ့ကိုယ်ပိုင်ငွေလိုထင်မြင်သုံးစွဲလာတယ်တဲ့အခုနောက်ပိုင်းအချိန်ရလူပုဂ္ဂိုလ်တကာတကမားတွေကလည်းအရင်လိုမျိုးမလူနိုင်ကြတော့ဆရာတော်တန်ဃာတော်အရှင်သူမြတ်ချို့ဟာငွေကြေးအခက်အခဲတွေရှိလာပါလေလက်ထဲမှာလည်းပတ်စံမရှိတော့ရင်လည်းအသုံးစရိတ်အတွက်တလောက်နှစ်သိန်းလောက်ပဲဖြစ်ဖြစ်နဝကာမလူလုံးငွေတွေပြန်ပေးကြပါလို့အဲ့ဒီကပိယမိသားစုကိုပြောလဲ လာကုန်ပြီမယ်လာစမ်းပြီမယ်နဲ့လာပေါများစွာနှစ်ပေါများစွာသာကြာသွားလိမ့်ပတ်စံကိုပြန်မလွှဲကြဘူးတဲ့အဲ့တဲ့အခါမှာမိသားစုအကုန်လုံးနဲ့တိုင်းပင်အတိပေးပြီးမှအထာတာပါတဲ့အခုတော့တဲ့အဲ့ဒီကပိယမိသားစုတစုဆိုရင်တဲ့ဦးစင်းရဲ့ Facebook ကောင်းကစားအကုန်လုံးဘလော့ထားကြတယ်တဲ့ကိုဘက်ကအကျင့်ပေါင်းများစွာနှစ်နဲ့ချီပြီးစူးစမ်းဆက်သွယ်တော်လဲပဲဖုန်းတော်ဆက်လို့မရတော့ဘူးတဲ့တခြားဖုန်းစိတ်နဲ့ဆက်ရင်တော့လာကင်နေတဲ့ ဥစည်းမန်းတည်တာနဲ့ဖုံးမတယ်ဆိုပြီးချပြတဲ့တဲ့အခုကားတဲ့လုံးဝမပေးနိုင်လို့မပေးတော့တာလည်းမဟုတ်ဘူးတဲ့အဲ့ဒီတကားကြီးဟာတဲ့သူတို့သားသမီးတွေဆိုရင်တတိယနိုင်ငံတွေမှာကြောင်းပြီးလို့အလုပ်တော်လုပ်နေကြတယ်ကိုပိုင်တိုက်တာအိမ်ကားတွေလည်းစောက်ထားကြတယ်တဲ့သူတို့အနေနဲ့ဥစည်းရဲ့နဝကံမှာလှူဒါန်းငွေတွေပေးခြင်းကြက်တဲကြီးနောက်မှာကြက်ဖန်ပြီးကောင်းကောင်းပေးနိုင်တယ်တဲ့ဥစည်းက တော့ဆိုတော့အစကလေးကဦးစင်းကိုအယုံသွင်းအကွက်ဆင်ပြီးလှောက်ထားလာတော့မသိဘူးတဲ့ပြောရမယ်ဆိုရင်လည်းအဲ့ဒီနဝကမ္မအလူတော်ငွေလေးသိန်း200ပြေဖို့10နှစ်လောက်စူးစားပြီးတော့ဆုလာတယ်တဲ့အလူပွဲတွေတရားပွဲတွေလိုက်တယ်နောက်ပြီးတော့လာလူတဲ့နဝကမ္မလူတော်ငွေလေးတွေကပီးရမိသားစုကိုအပ်တယ်ကျန်တဲ့ချောင်းဟာစင်တကောင်အတွက်မစားတော့ပြင်မဲ့ပွဲစိတ်တကောင်တော်တော်တပွားစားပါလေ အခုဒီ post ကိုတင်တာလဲငိုပြနေတာမဟုတ်ဘူးဆိုပြီးဦးစင်ကဆိုပါလေစင်ကျင်နိုင်မှုပါတယ်ဆရာတော်တန်ဃာတော်တွေအနေနဲ့ရောလူပုဂ္ဂိုလ်တွေအနေနဲ့ရောပါသင်ခန်းစာယူနိုင်အောင်စင်ကျင်နိုင်အောင်ပါတဲ့တကယ်ကုသိုလ်လူကျင်လို့စေတနာတန်တန်နဲ့ကပိယလုံးနေသူတွေဟာအများကြီးပါတဲ့တချို့ကအဲ့ဒီလိုမဟုတ်ဘူးတဲ့အခုခေတ်မှာတဲ့အများစုကစိတ်မချတော့တာပါတဲ့တပည့်တော်ကိုသင်ခန်းစာယူကြပါဗျာတဲ့ဘဝမှာတဲ့ဆယ်နှစ်တာလုံးလုံး နဝကမ္မလူတော်ငွေရှိသမျှနဲ့ကုံပါသွားတော့ခုကတော့ရာဟိတကြောင်းဆောက်ဖို့ကိုမတွေးနဲ့တော့ဘာဆက်လုပ်ရမှန်းမသိလမ်းပြောက်ပြီးကြောင်းထဲမှာပြိမိနေတာတစ်နှစ်လောက်ရှိပြီတဲ့နှစ်ပေါင်းများစွာတည်ဆောက်လာတဲ့ဥစဉ်ဘဝရဲ့တစ်စိတ်တစ်ပိုင်းကိုဖျက်ဆီးပစ်လိုက်သလိုပါပဲတဲ့ဘဝမှာယုံကြည်ရတယ်လို့ထင်ခဲ့တဲ့သူဟာအခုလိုလို့တော့စိတ်ပင်ပန်းရတယ်တဲ့တကယ်ကမှလည်းနေလေကိုနဲ့ဆက်ဆက်တဲ့ယဟန်တန်ငါတော်တွေကိုချင်းမြောက်လူနှမ်းခြင်းနဲ့မလုပ်ပေးနိုင်တော့အခုလိုမျိုးဘဝနဲ့နာတော်အထိ မလုကြဖို့အကြံပြုပါတယ်တဲ့အားလုံးသင်ခန်းစာဆင်ခြင်းကြနိုင်ပါစေဆိုပြီးအရှင်အိန္ဒာစာရဆိုတဲ့ဦးစင်က posting ခဲ့တာဖြစ်ပါတယ်ရဟန်းတော်တွေငွေကိုင်းမကိုင်းတဲ့နဲ့ပတ်သက်ပြီးငွေအလှမခံရမကိုင်းကောင်းရှောင်ကျင်ရမယ်လို့ဖခင်ရှင်ကိုရောမြကြီးကဟောပြောတော်မူခဲ့ကြောင်းပြောင်းမြောက်စရာတော့ဖခင်ကြီးကဟောကြားဖို့ပါတယ်ဒါပေမဲ့အဆက်တဲ့လူတိုင်းနေမျိုးရှိပါတယ်တဲ့ ဥပမာပြောရရင်တကားတူတယောက်ကယဟန်တဘာဘာကိုရည်ညွှန်းပြီးဤသင်္ကန်းပိုးနဲ့သင်္ကန်းဝယ်လို့ပေးပါလို့ကိုယ်စလဲတကားကပ္ပိယကိုသင်္ကန်းပိုးပေးရတဲ့ဆိုပါဆိုတဲ့ကိုယ်စလဲကယဟန်နဲ့သွားမူရတကားပြောဆိုမှားထားတဲ့အတိုင်းသင်္ကန်းဝယ်မလို့ပဲအရှင်ဖျားဤသင်္ကန်းပိုးကိုအရှင်ဖျားအတွက်ယူလာပါတယ်သင်္ကန်းပိုးအလူခံပါလို့ရှောက်ထားတော့ တကားကြီးသင်္ကန်းပို့ကိုဆရာတော်တို့အလူမခံကြပါသင်တော်တဲ့အခါမှာအဆက်တဲ့သင်္ကန်းကိုသာအလူခံကြပါတယ်လို့ယဟန်ကပြောဆိုရမှာဖြစ်ပြီးသင်္ကန်းမှုပစံကိုအလူမခံရညင်ပေးရမှာမင်းအရှင်ဘုရားမှာ ကပိယရှိပါသလားလို့တကားကထပ်မံလျှောက်ခဲ့ပြန်ရင်လေယဟန်ကိုယ်တိုင်ကလည်းသင်္ကန်းကိုအလူရှိခဲ့ပါရင်တော့ဒီပုဂ္ဂိုလ်ဟာကပိယဖြစ်တယ်ဆိုပြီးကပိယကိုညွှန်ပြနိုင်ပါတယ်ဒီပုဂ္ဂိုလ်ကို ပေးထားခဲ့ဆိုလို့မပြောကောင်းပါဘူး ဒီလိုညွန်ပြတဲ့ကပိယထံမှာသင်္ကန်းဘိုးကိုအနှံထားခဲ့ပါရင်သင်္ကန်းလိုရှိတဲ့အခါကပိယထံတော့အဆက်တည်းနဲ့သင်္ကန်းကိုတောင်းကောင်းတယ်လို့ဆိုပါတယ်သင်္ကန်းဘိုးကိုတော့မတောင်းကောင်းပါဘူးဒါဟာပါတိမောလာရာဇသိခါဘိုးရဲ့လိုရင်းသဘောထားလို့ဆိုပါတယ်ယဟန်တို့တရားတရားရှိသူတက္ကဒကမတွေကဤရွှေငွေတွေနဲ့အရှင်ဘုရားအားဆက်ဆက်တော်ပစ္စည်းကိုလှူဒန်းပါလို့ပြောဆိုမှားထားတဲ့ကပိယအေထံမှာရွှေငွေတွေအနှံထားတယ်ပါတယ် ယဟန်တို့တဲ့ဒီအနံ့ထားတဲ့ရွှေငွေမှ ဖြစ်ပွားလာတဲ့အဆက်တဲ့ဖြစ်စီကိုအလူခံဖို့ငါဖျား ခွင့်ပြုတော်မူတယ်ဆိုပြီးတော့မြတ်စွာဘုရားရှင်ကဟောပြပါတယ်ရွှေငွေကိုမူအလူခံသင့်ဤရှာဖွေသင့်ဤကိုဘယ်နည်းနဲ့မှမဟောပါဘူးဒါဟာဝိနည်းမဟာဝါပါဠိတော်340နှစ်မှာလာတဲ့တိခါဘုရဲ့လူရင်းသဘောပဲဖြစ်ပါလေဤတိခါဘုကိုထောက်ထားပြီးဝိနည်းကဂရုကဖြစ်တော်မူတော့ ဝီနီးကိုလေးစားတော်မူတဲ့ယဟန်တန်ဃာတော်တွေကမိမိနဲ့ယဉ်နေတဲ့တက္ကရာကမတွေကိုအချောင်းကိစ္စမဖြစ်ပေါ်ခင်ကြိုတင်ပြီးဖျားတပိတော်ဘေသူထံမှာငါးချက်တန်အဆက်တဲ့ပစ္စည်းလေးပါးကိုတောင်းခံတော်မူပါကပိယလည်းညွန်ပြတော်မူပါလုံခြုံတဲ့အရက်ကိုလည်းညွန်ပြတော်မူပါဒီလိုပတ်စံငွေချေလှူဒန်းခွင့်ကြောင့်လှူဒန်းတက်အောင်သင်ပြထားတတ်ကြပါလိမ့်ဒီလိုသင်ပေးထားလို့မိမိကိုယ်တိုင်လည်းသိနာလေလို့တက္ကရာတူတယောက်ငွေတရားကိုယူလာပြီး အရှင်ဘုရားတပည့်တော်ဘယ်သူထံမှာတော့တရားနဲ့ပစ္စည်းလေးပါးကိုအတူခံတော်မူပါကပိယလည်းညွှန်ကြားတော်မူပါလူကျွန်ရာရက်ကိုလည်းညွှန်ပြတော်မူပါဆိုပြီးလည်းကောင်းအရှင်ဘုရားဘုရားတပည့်တော်စီမှာငွေတရားမှဖြစ်ပေါ်တဲ့ပစ္စည်းလေးပါးအတူခံတော်မူပါကပိယလည်းညွှန်ပြတော်မူပါလုံကြုံတဲ့အရက်လည်းညွှန်ပြတော်မူပါလည်းကောင်းလာရောက်လူထဲမှာကငွေတရားကိုလှူရမရောက်တရားနဲ့ပစ္စည်းလေးပါးကိုသာလှူရရောက်ပါလေကပိယအနီးနားမှာရှိခဲ့ပါရင်လေဤသူ ကပိယဖြစ်တယ်ဆိုပြီးယဟန်ကကပိယကိုညွှန်ပြကောင်းပါလေ ဤသူအားပေးထားခဲ့လို့မပြောကောင်းပါဘူးကပ္ပီအားနားမှာမရှိခဲ့ရင်တော့ဒီနေရာမှာလုံခြုံပါတယ်ဆိုပြီးလုံခြုံရက်ကိုညှို့ပြကောင်းပါတယ်ဒီနေရာမှာထားခဲ့လို့မပြောကောင်းဘူးတဲ့ယဟန်တော်တွေနဲ့သာသနာကြီးပွားရေးကိုလိုလားကြတဲ့တက္ကသိုလ်မားတို့ရဲ့ပတ်စံငွေချင်းနဲ့ပတ်သက်ပြီးအပြစ်ကင်းမဲ့တဲ့လူဒန်းပုံ လူဒန်းကြီးခံယူပုံခံယူနည်းဖြစ်တယ်ဆိုပြီးတော့မြောင်းမြဆရာတော်ဖျံကတော့မိန့်ကြားခဲ့တာပဲဖြစ်ပါတယ်